မောတော်မျိုးသိန်းခင်အောင်ခြင်းနဲ့စေရရှုံမြစွာကြုံနေရတဲ့ကံယိုရန်တိုင်းမူပိုကျောက်ကျော်ကျော်ဟန်ကိုနေပြီးတော့စင်ုံကဖျားပေးနေပြီးစေရတော်မြရလည်းရင်တိုင်းမူရလိုဖြုတ်ခမ်းရမည်တနင်္သာရီတိုင်းတနင်္သာရီမျိုးနဲ့မောတော်မှာဒေါ်လာ100တွေသိန်းပိုက်လိုက်တဲ့မောတော်မျိုးကိုပြန်လည်သိမ်းယူရန်ကံယိုရန်တိုင်းမူပိုကျောက်ကျော်ကျော်ဟန်ကိုနေပြီးတော့စင်ုံကဖျားပေးနေပြီးမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိပါကတိုင်းမူရလိုမှာဖြုတ်ခမ်းရမည်ဖြစ်ကြောင်း နေပြည်တော်စစ်တပ်သတင်းမြင်းနဲ့စီဒီအမ်ဘူကြီးစင်ရောကပြောတယ်နိုဝင်ဘာလ14ရက်နေ့မှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်မြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတော်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်မှ43ဦးနဲ့လက်နက်ကင်အများပြားကိုတော်လိုင်းတပ်တွေကတင်စီရရှိခဲ့ပါတယ်မောတော်မြို့သိမ်းပိုက်ခံရပြီးနောက်စစ်ရေးအတွက်ဒီကတောင်းဝင်ရှိတဲ့ ကန်ယိုရန်တိုင်းမှုပေါ်ကျုံကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကထုချွေလာတင်ပြခိုင်းပြီးမော်တော်မျိုးကိုချက်ချင်းပြန်လည်တည်ယူနိုင်ရေးဆောင်ရွက်ညာစေခိုင်းတာကြောင့်ကဲမော်တော်မျိုးကိုပြန်လည်တည်ယူနိုင်ခြင်းမရှိပါကတိုင်းမှုရာထူးမှာဖြုတ်ခမ်းပြီးဖြစ်ကြောင်းဩဂုတ်25ရက်နေ့တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်ခြေဆိုင်အမှတ်73စစ်စင်ကိုကံမှုဌာနချုပ်မှဒုတိယဆက်ကခမှုပုံမူကြီးမျိုးတန် KNL ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးစင်ကလည်းကဲယိုရန်တိုင်းမှုပုံမူကြောင့်ကြော်ကြော်ဟန်မှာထွက်ချွေလာတင်ပြခဲ့ရကြောင်း ထို့ပြင်မေလကွယ်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ရှိ TK ပြည်အကိုစစ်တပ်ကလွှတ်လုခဲ့ရပြီး KNL ကတင်ပိုက်ခဲ့ကြောင်းသိရပါတယ်။ကန်ယိုရဒေတာတိုင်းစစ်ဌာနချုပ်မှုတိုင်မှုဘိုလ်ချုပ်ကျော်ကျော်ဟန်သူကရင်တော်ကဥစားထကြောင်းစီသူကစာတီကရခိုင်သားရတိတောင်စာတီသူကဘာဖြစ်လဲဆိုတော့မော်တော်တနင်္သာရီကနယ်စပ်မြို့လေးထားတဲ့လုံချုံအင်အားရော်တဲ့အင်အားနဲ့တိုက်ခိုက်တဲ့အချိန်ကလည်း3-4ရက်လောက်ရှိရသားနဲ့ပြစ်ကိုစစ်ကိုတိတိယယမပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအေးအေးယူခံမဲ့နေထားမျိုးရှိပါတယ်။ဒါကြောင့်မို့လို့သူ့ကိုအေးအေးယူမဲ့နေထားမျိုးဖြစ်နေတဲ့ ဒါမှမဟုတ်ဒီဘောကြိုကြီးနိုင်နိုင်ဦးပတ်စာထနှင့်ဘောကြိုကြီးနိုင်နိုင်ဦးတို့ကလည်းတောင်ခမ်းပတ်တိသူသွားပြီးဆင်းမျက်နှာထိုင်လိုက်ရသလိုသူအနေနဲ့လည်းတခုခုလုပ်ပြရတော့မယ်သူမောတောင်ကိုပြန်ယူမလားဒီဘက်သူတို့တနင်္သာရီတိုင်းမှာဆိုရင်ရွေးကောက်ပွဲမလုံးနိုင်ဘူးဆိုတော့မြို့နယ်မပါဘူးဒီတော့ကော့ပြင်းနေနိုင်မလားအဲ့လိုအနေထားမျိုးကြုံနေရပါတယ်နေပြည်တော်စစ်တပ်တရင်မြစ်ကတော့ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကတတိပေးမှုတွေရှိနေဒီမှာမှန်ကန်ကြောင်းတို့ရတဲ့တိုင်းမှုကစစ်ကောင်းဆောင်မြောင်းလိုက်ကိုတိစ္ဆာခံသူဖြစ်တဲ့အပြင်တိုင်းရင်းသားလည်းဖြစ်ကြောင်းကြောင်း စစ်ကောင်းဆောင်ကသဘောကျသူဖြစ်ကြောင်းပြောင်းလဲဖြစ်နိုင်မဖြစ်နိုင်မှာတိုင်းမှုနေဖြင့်နေပြည်တော်စစ်ရုံးကစိတ်ကျေနပ်စင်မစေးရလက်တင်ပြန်လဲဖော်ဆောင်လိုအပ်ကြောင်းတုံ့သက်ပြောပါတယ်။ ဆက်လက်ပြီးကမ္ဘာမြို့ဝင်မှာ KTB မှကားနဲ့ပြန်လာပြူစော်ဒီကောင်းဆောင်အောင်ဝင်းပါဝင်တောင်းပြစ်ခတ်ခံရပြီးတောင်းလုံးသေးဆုံးမကွေးတိုင်းကမ္ဘာမြို့မှာ KTB မှကားနဲ့ပြန်လာတဲ့ပြူစော်ဒီကောင်းဆောင်အောင်ဝင်းအပါဝင်တောင်းကိုပြစ်ခတ်တိုက်ခိုက်ရတောင်းလုံးသေးဆုံးခဲ့ကြောင်းကမ္ဘာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထောက်ပြမှာနိုဝင်ဘာလ14ရက်နေ့မှာပသိမ်မုံရွာလမ်းမနဲ့ကမ္ဘာမြို့အဝင်လမ်းဆောင်14မိုင်နီးမှာတပည့်ကတ်ကားနဲ့ဥရှိပင်မြို့ကနေ KTB မှပြန်လာပြူစော်ဒီကောင်းဆောင်အောင်ဝင်းအတွင်ရမှုရဲအောင်နဲ့အမာခံတက်တာအောင်မြိုင်တို့တောင်းကိုတောင်းလုံးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ထိုတိုက်ခိုက်မှုတွင်အမခန်အမခန်တက်တာအောင်မြိုင်ကနေရာတွင်ပွဲချင်းမိတင်ဆောင်ခဲ့ကြောင်း၎င်းတို့စီနေလာတဲ့အတွင်းမှာဖုန်းနဲ့တက်တဲ့ကစားတွေကိုတင်ဆက်ရှိကကောက်အောင်မရှိရှင်နေခဲ့ပါတယ်ထိုပြတိုက်ခိုက်မှုတွေကြီးထီမှန်ကထိခိုက်ဒဏ်ရာရှိခဲ့ပြူစော်ဒီကောင်ဆောင်အောင်ဝင်းနဲ့အတွင်းမှုရဲအောင်တို့ကတွေ့ထွက်လို့မိထက်မဲ့တင်ဆောင်ခဲ့ကြောင်းသိရတယ်ဆိုပါပြူစော်ဒီကောင်ဆောင်အောင်ဝင်းကအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းတပ်သားတွေစူးစမ်းရေးကိုလာတင်ကမ္ဘာမြို့နယ်တွင်ပေါ်တာဆွဲခြင်းကြမ်းဖက်ဖမ်းဆီးခြင်းစစ်မှုထမ်းခြင်းတွေကောက်ခံခြင်းငွေညှစ်ခြင်းနဲ့ကြမ်းဖက်စစ်တပ်တောက်တိုက်ပြုလုပ်ကိုင်နေသူဖြစ်ကြောင်းသိရပါတယ် ဆလပင်ရင်းမြွနဲ့လိပ်ပုတ်ရွာကိုစစ်ကြောင်းထုတ်လိုက်စစ်တပ်ကိုရေပလူဖွဲ့ကကြားဖြတ်တိုက်ခိုက်မှုဆက်သားရေထိခိုက်သေးဆုံးမှုရှိမွန်ပြည်နယ်ရင်းမြွနဲ့လိပ်ပုတ်ရွာကိုစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားရေထိခိုက်သေးဆုံးမှုရှိကြောင်းရေပလူဖွဲ့တိုင်မှုကပြောတယ်နိုဝင်ဘာလ15ရက်နေ့မှာရင်းမြွနဲ့လိပ်ပုတ်ရွာကိုစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်တပ်ကိုရေပလူဖွဲ့က စားကြတိုက်ခိုက်အထိတွေ့တိုက်ပွဲတနားကြီးကျော်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကျဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုရှိတော့လဲရေတွက်ကိုတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ရေဘလူးတပ်ဖွဲ့နေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်စစ်ကွေးတွေကမနေ့တော့ကစစ်ကြောင်းထိုးလာတယ်ကျွန်တော်ရေဘလူးတိုင်နဲ့ထိတွေ့မှုဖြစ်တဲ့ရန်သူဘက်ခြမ်းကထိခိုက်မသေးကြဘူးကျွန်တော်ဘက်ခြမ်းကတော့ထိခိုက်မှုရှိရန်သူတို့အပိုင်ပြင်နိုင်တယ်ရန်သူဘက်ကတော့တရားရတာတွေရှိမဲ့ကြာဆုံးမှုကတော့တိကျမဖြစ်ဘူးရန်သူကအင်အားများတယ်တိုက်ပွဲဖြစ်ပွားချိန်တွေဂျပန်စစ်တပ်ရန်တပ်ပြစ်ခတ်မှုကြောင့်ပြည်သူနေ ထိခိုက်ပျက်စီးခဲ့ပြီးဆိုင်ကပြင်ဆိုင်ဒီဇိုင်းနဲ့မီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးခလာ956မှာတက်တာတောင်ရဲမှုနဲ့တက်ချက်ကျဲတနက်ကိုပါယူဆောင်လင်းဝင်မကွေးတိုင်းရဲစကြုံမြို့နယ်စစ်ကောင်ရှင်တက်ခလာ956ကတက်တာတောင်ရဲမှုနဲ့တက်ချက်ကျဲတနက်ကိုပါယူဆောင်ကရဲစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဲ့အလင်းဝင်ရောက်လာလို့သိရတယ်။နိုဝင်ဘာလ15ရက်နေ့ည9နာရီလောက်မှာခလာ956ကတက်တာဟိတ်ထက်လင်းအောင်လုံးကျော်ရေးကိမ်းမညာကင်းဆောင်ချင်းသူကိုင်းဆောင်ထားတဲ့တနက်နဲ့တူတက်ချက်ကျဲတောင်ရဲ MA3 တနက်တလက်ကိုပါယူဆောင်ကအလင်းဝင်ရောက်ခဲ့ပါတယ်။ တသားဟိတ်တယ်လင်းမှာပေါ်တာဆွဲတဲ့ပါစာမဟုတ်ပါကျွန်တော်တို့စီဆက်သွယ်လာတပတ်လောက်ရှိပါပြီအခုမှသာကြိုးကြောက်တိုက်ဆိုင်လို့ကျွန်တော်တို့စီကိုဆက်သွယ်ပြီးတော့ထွက်လာကျွန်တော်တို့လည်းသွားခေါ်လိုက်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေးဆက်ကြုံမြို့နယ်တာဝန်ရှိသူကပြောပါတယ်လန်နန်နဲ့လင်းဝင်လာတဲ့တသားဟိတ်တယ်လင်းအတွက်ဂုံပြုတ်ငွေ350ချင်းမြင့်ခဲ့လို့ဆိုပါလင်းဝင်တသားကလည်းသူ့နေရာစာတီးကိုမပြန်တော့ပဲတွန်လိုက်တဖွဲ့နဲ့သူစစ်တပ်ကိုပြန်လဲတိုက်ခိုက်သွားတယ်လို့သိရတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲစကြုံမြို့နယ်ပကပတဲ့အလင်းဝင်ရောက်သူပြူစော်တီနဲ့စစ်ကောင်ရှင်တပ်သားပေါင်း190ဝန်းကျင်ရှိပြီလို့သိရပါတယ်။ ဆက်လက်ပြီးဗမောက်မှာမြေပြင်ဝင်ဟင်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့အဆက်နရာဒေါ်လာတက်တွေခုခံတိုက်ခိုက်စေအုပ်စုဘတိကိတ်တည်ဆုံးမှုတွေရှိပြီးအသေးခံဒရုန်းသုံးစီးကိုဒေါ်လာတက်တွေရရှိစကိုင်းတိုင်းကတာကန်ဗမောက်မြို့နယ်မှာဂျပန်စစ်တပ်နဲ့စစ်တပ်လက်ဝေကန်အဆက်နရာတက်တွေကလေးချောင်းကတစင်ပေါ်ကျတိုက်ခိုက်ရင်ဒေါ်လာတက်တွေရှာနေရာဒီတိုကလာအကြောင်းတိတိတိုက်ပွဲဖြစ်ပွားခဲ့ကြဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တဲ့ နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာဂျပန်စစ်တပ်ကဝိုက်တွဲလင်းနဲ့ဘုံဒီအလုံး60နီးပါးကိုဒေါ်လိန်တက်တွေရှိရာစီကျေစာတိုက်ခိုက်ခဲ့တယ်။ဒါ့အပြင်ဒေါ်လိန်တက်တွေတင်ပိုက်ထားတဲ့နော်တော်လစကန်ကုန်းနာဒီ SNE တက်တွေတိုးကပ်လာခဲ့ပြီးအသေးခံ drone တွေနဲ့တိုက်ခိုက်တာကြောင့်ဒေါ်လိန်တက်တွေပြလည်းခုခံတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အစအနေနဲ့စစ်ကောင်ရှင်ပူပေါက်တပ်တွေကိုကတားခိုင်တိုင်းရင်းလေးရဲ့ပါဝင် PDF တိုင်းနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖွဲ့တွေကအခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစစ်အုပ်စုဘက်ကတိုက်ခိုက်တိုက်စုံမှုတွေရှိကြောင်းသိရပါတယ်။ဒါ့အပြင်တိုက်ပွဲတွင်အစအနေနဲ့စစ်အုပ်စုရဲ့တေခတ်ဒရုန်း၃စီးကိုလည်းတော်လိုက်တပ်တွေကရရှိခဲ့ပါတယ်။ ကျွန်တော်တက်ကနေမြေကန်တိုင်းဆိုတော့ဒီက drone တွေကဒီတိုင်းမကွဲလို့ကျွန်တော်တွေထရီထရူပြောစရာမရှိဘူးလို့ကတ္တခိုင်တိုင်းလေးတောင်းရှိသူကပြောတယ်။ဗမာမြို့ကမတ်တစ်စစ်ဒေတာကိုကယ်မှုနဲ့ပြည်ကစတင်မလာ20ကတင်ပိုင်ခရာဖြစ်ပြီးလက်ရှိမှာ SN နဲ့ Jumper စစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတဲ့ကြောင့်ထိတွေ့တိုက်ပွဲရှိနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးရုရှားနဲ့တရုတ်ထံကနေရဟိုင်းနဲ့လင်းရင်နဲ့မြန်မာစစ်တပ်ရာယူနေမြန်မာအနေနဲ့သွေးထွက်တံရုံပြင်းနေပြင်းရင်းစင်ကိုအဆောင်သတ်ဖို့နိုင်ငံတကာဖိအားတွေရှိနေပေမဲ့အာဏာသိမ်းစစ်ကော်မရှင်ကရုရှားနဲ့တရုတ်စီကရဟိုင်းနဲ့လင်းရင်နဲ့ရယူပြီးလေတပ်အင်အားပြင်းနေလို့ပြောပါရယ်အမေရိကန်ဥရောပနဲ့တခြားနိုင်ငံတွေကမြန်မာစစ်တပ်ပေါ်လက်နက်ရောင်းချမှုတားမြစ်တဲ့ပိတ်ဆို့ရေးယူမှုတွေကိုချမှတ်ထားတယ်တို့ပဲမဲ့ကုလသမဂ္ဂအစိုးရရုရှားနဲ့တရုတ်တို့အမြန်မာစစ်တပ်ကိုဒေါ်လာအတန်းရာပေါင်းများစွာတန်တဲ့ဆက်လက်နေပြည်စီအစမပြတ်ထောက်ပံ့ပေးနေတာမြန်မာစစ်တပ်ကထုတ်ပြန်တဲ့တပုန်နေရရုရှား MI 38တီရဟရင်3စီနဲ့တရုတ် YH လင်းရင်20ကိုသူတို့အနေနဲ့လက်ခံရရှိကြောင်းသိရပြီးဒီတဲယူပို့ဆောင်လင်းရင်တွေဟာဆေးရုံစုတပ်သားတွေကိုတောင်ငုတ်ထူတဲ့ဒေသတွေစီပို့ဆောင်မှုဆစ်စင်ရေးအတွက်အသုံးပြုွက်ရှိကြောင်းကြေညာသူတွေကတောင်းတကြတယ်။တဲယူပို့ဆောင်လင်းရင်တွေဟာမြန်မာဝင်ဟင်ပိုင်နဲ့စုံမှုလုံခြုံရေးကိုပုံမှုခိုင်းမှကောင်းမှုစေခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့ကနေပြီးတော့မှပြုလုပ်တဲ့လေရင်ရဟရင်များတက်တော်ဝင်ချင်းခန်းနာမှာမြန်မာစစ်တပ်ကဆိုပါရင်ပြည်ပြည်ဆိုင်မှာပြောလေးလာရေးဌာနရဲ့စင်ကာပူခြေဆိုင်လေးလာသူက မြန်မာစစ်တပ်အနေနဲ့စီးပွားရေးနဲ့တန်တမာရေးဖိအားတွေကြားလိုအပ်တဲ့လက်နက်တွေဆက်လက်ရရှိနေနိုင်တာကိုတွေ့ရပြီးရုရှားရေးပါရတဲ့သွေးကြောဖြစ်တယ်လို့သုံးသပ်တယ်။ရုရှားရဲ့ MiR-THD ရဟင်းကိုပထမဆုံးဝယ်ယူနိုင်တဲ့နိုင်ငံဟာမြန်မာဖြစ်တယ်လို့စစ်ဘက်ထောက်လှမ်းကမ္ပဏီ James ကပေါ်ပြတယ်။အနာသိမ်းပြီးနောက်ပိုင်းခုကတော်လန်စစ်တွေအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လူမျိုးစုတော်လှန်ရေးဖွဲ့တွေစီနဲ့မြေအများအပြားဆုံးရှုံးခဲ့ပေမဲ့စစ်တပ်ဟာလက်နက်ကျင့်တဲ့လေကြောင်းအရာတာစီနေမှုကိုတုံ့ချပြီးဆက်မပြတ်ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။ ဒါအပြင်သူတို့အနေနဲ့လာမယ့်ဒီဇင်ဘာ28မှာစာမယ့်ရွေးကောက်ပွဲတွေမတိုင်မီအတိုက်ခံနေတိုင်းကြောက်တာနေမျိုးတွေကိုပြန်လည်သိမ့်ပိုက်ဖို့ဆက်စင်ရဲလည်းအရှိန်မြင့်ခဲ့ပါတယ်မြန်မာစစ်တပ်ဟာလွန်ခဲ့တဲ့6လတွင်တရုတ်နိုင်ငံကိုဆက်သွယ်ထားတဲ့အဓိကဝေပြင်းလမ်းမကြီးတစ်လျှောက်ရှမ်းမြောက်ဒေသကလာရှုံမြို့အပအဓိကမြို့ကြီးလေးမြို့ကိုပြန်လည်ရယူနိုင်ခဲ့တယ်။ဒါအပြင်အတူပါနောက်ဆုံးပတ်မှာလည်းတရုတ်ပြည်ကတော်မီတီအန်အလီနဲ့အပြည့်ရဲ့အချိန်ညာကမိုးကောက်ပောင်မြို့နှမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။